င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။နထိုးကြီးမြို့နယ်မှာတပ်မ69လောက်ခန့်စစ်ကြောင်းကိုတက်ကံမှုဗိုလ်မှူးရန်လျောင်နဲ့ဗိုလ်ကြီးအောင်စုံမင်းအပါဝင် စစ်သား22ဦးအသေသွားပြီးရှစ်ဦးကိုအရှင်ဖမ်းမိကလက်လက်36လက်ကိုတင်ဆက်ရရှိပါရယ်။မြန်မာနိုင်ငံမှာဆက်အနာသိမ်းပြီးလင်းနေကြတဲ့အချိန် စစ်တပ်ရဲ့ရက်ဆက်ကြက်ကြုတ်မှုတွေအတွက်တရားမျှတမှုမရရှိသေးဘူးလို့ IMM ကကြေညာပြောတဲ့သတင်းပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တင်းတစ်ပုတ်ကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်မှာတပ်မ69လောက်ခန့်အကြမ်းဖက်စစ်ကြောင်းကိုဂျားဖြတ်တက်ခတ်ရမှာဗိုလ်မှူးရန်လင်းအောင်နဲ့ဗိုလ်ကြီးအောင်စုံမင်းအပါအဝင်စစ်သား22ဦးဟာထေသွားပြီးရှစ်ဦးကိုအရှင်ဖမ်းပြီးကလက်နက်36လက်ကိုတိတ်ဆက်ရရှိခဲ့တယ်လို့အမတ်တေစစ်ဒေသကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။ဇန်နဝါရီလ30ရက်နေ့မနက်ပိုင်းကနထိုးကြီးမြို့နယ်ပြင်စီရွာကနေထွက်လာတဲ့ဗိုလ်မှူးရန်လင်းအောင်နဲ့ ဘိုးကြီးအောင်စော်မင်းဦးစီးရဲ့တပ်မ69လောက်ခန့်ခမရဆလဲ15နဲ့ရဲတရင်ပူပေါင်းအင်အား90ခန့်ပါတဲ့စစ်ကြောင်းကိုမြတောင်ရွာနဲ့စိန်ပန်းကန်ရွာကြားမှာ တော်လဲတပ်ဖွဲ့ဝင်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်တိုက်ပွဲအတွင်းမှာတော်လဲတပ်ဖွဲ့ဝင်တွေကဘိုးကြီးအောင်စော်မင်းအလောင်းအပါဝင်အလောင်း21လောင်းကိုတိုက်ဆက်ရရှိခဲ့ပြီးဘုံမူးရန်လင်းအောင်လည်းထိခိုက်ဒဏ်ရာရှိက ပြန်လည်ဆုတ်ခွာလာစင်းမှာတည်သွားခဲ့သလိုစစ်ကောင်စီတပ်သားရှေ့ဦးလည်းအရှင်ဖမ်းဆီးနိုင်ခဲ့လို့လည်းသိရပါဗျ။ဒါအပြင်အကြက်ဖက်စစ်ကောင်စီစစ်ကြောင်းစီကလည်းလက်နက်မျိုးစုံနဲ့ခရံအများပြားကိုလည်းရရှိခဲ့လို့လည်းသိရှိရပါဗျ။ဒီတက်ခိုက်မှုကိုမြင့်ကြံခရံတရင်၄နဲ့တရင်၁၀တို့ပူပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတိုက်ပွဲအတွင်မှာအကြက်ဖက်စစ်တပ်ဘက်ကတရဦးကတက်လာတဲ့ MI-35 တစ်စီးနဲ့၃ချိန်လာရောက်စစ်ကူပေးခဲ့တယ်လို့လည်းသိရှိရပါဗျ။ ARD တဲ့တဲ့တပုတ်ကိုကြည့်အောင်ပါ ARD တဲ့ရေကြီးမြို့နယ်ငသန်းချောင်းမြို့ကဆိုင်ကယ်ကယ်ရီသမားတွေကို ရခိုင်ပြည်နယ်ဂွားမြို့နယ်ကို ခီးတဲ့ရိတ်ခါစေဝါနဲ့ ကုန်ပစ္စည်းတွေပို့ဆောင်တာတွင် ပြုလုပ်ဖို့အတွက်စစ်တပ်နဲ့ရဲတွေကလက်မှတ်ရေးထိုးခိုင်းထားလို့ဆိုင်ကယ်ကယ်ရီသမားချို့ကပြောပါရတယ်။ဇန်နဝါရီလ29ရက်နေ့မနေ့10နိုင်လောက်မှာငတိုင်း6မြို့မြို့မရဲစခန်းကမြို့အတွင်းပြေးဆွဲနေတဲ့ဆိုင်ကယ်ကယ်ရီသမားတွေကိုခေါ်ယူကာရခိုင်ပြည်နယ်ဂွတ်မြို့ဘက်ကိုခီးတဲ့ရိတ်ခါပစ္စည်းပို့တာတွင်ပြုလုပ်ဖို့အဲ့ဒီဒေတာကိုကုန်ပို့တာတွေလူသွားဖို့လာရောက်ငှားရမ်းသူတွေရှိလာရင်ရဲစခန်းကိုချက်ချင်းသတင်းပို့ဖို့အတွက် မြို့မစခန်းမူရဲရာရှိတင်လင်းထုတ်ကပြောဆိုခဲ့လို့လည်းသိရှိရပါဗျ။အဲဒီနောက်ဆိုင်ကယ်ကယ်ရီသမားတွေအားလုံးကိုရဲစခန်းရဲ့မှာကြားချက်ကိုသိရှိတယ်ဆိုတာခံဝန်စားတွေလက်မှတ်ရေးထိုးခိုင်းထားတယ်လို့လည်းသိရှိရပါဗျ။လက်ရှိမှာ AR တိုင်းနဲ့ရခိုင်ပြည်နယ်အဆက်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာ AR တိုင်းအထိကူးဆက်လာတာကြောင့်အကြက်ဖက်စစ်တပ်ကစစ်ပြင်းစင်မှုတွေအကြီးအကျယ်လှုပ်ဆောင်နေတယ်လို့လည်းသိရှိရပါဗျ။ပသိမ်မြို့နယ်ရွှေတောင်ရံဘက်မှာလည်း တိုက်ပွဲတွေဖြစ်ပွားမှုရှိပြီးအကြမ်းဖက်စစ်တပ်စစ်ကြောင်းတွေထိခိုက်မှုများပြားနေတယ်လို့လည်းသိရှိရပါတယ်။အရခတက်တော် AAU ဆောင်တဲ့တော်လန်းတပ်တွေက AR တိုင်းအတွင်းအကြမ်းဖက်စစ်တပ်ရဲ့ point 263စကန်နဲ့ point 369စကန်တို့ကိုအခုဇန်နဝါရီလအတွင်းမှာတိုက်ခိုက်သိမ်းပိုက်ထားတယ်လို့လည်းသိရပါတယ်ရှင်။ စကန်းတဲ့တဲ့ဘုတ်ကို ကြည့်အောင်ပါစကန်းတိုင်းကမ့်ဘလူမြို့နယ်ဇီးကုန်းမြို့ငကားပေါ်ရွာနဲ့ပုတ်ပွားရွာတို့ကိုအကြက်ဖက်စစ်တပ်ကစစ်ကားတွေနဲ့ဝန်းရောက်စီးနှင်းပြီးလူငယ်တရားနီးပါးကိုအတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ကျောင်းလာကမ့်ဘလူတကြွလှူရှားသူများအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်စ်ကိုပြောပါတယ်ဇန်နဝါရီလ29ရက်နေ့ကကမ့်ဘလူမြို့ကမြို့နယ်ရဲမှုအပါအဝင်ရဲကား3စီးနဲ့ကမ့်ဘလူ6006အမြောက်တရင်က စစ်ကား6စီးဟာဇီးကုံမြို့ပေါ်ကိုရောက်ရှိလာပြီးမြို့ပေါ်ရက်ွက်အတွင်းကလူငယ်တွေကိုအတင်းအဓမ္မလိုက်လံပေါ်တာဆွဲဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်ကက်မလူမြို့နယ်ဇီးကုံတရားဆက်ကစစ်ကောင်စီတပ်သားတွေကလည်းစစ်ကား၄စီးနဲ့ငကားပေါ်ရွာနဲ့ပုတ်ပါရွာအတွင်းကိုကားတွေနဲ့ဝင်အောင်ဆင်းနေပြီး လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဖမ်းဆီးခံရသူတွေကိုဘယ်နေရာကိုပို့ဆောင်မယ်ဆိုတာကို မသိရှိရသေးသလိုတာသမီတွေပတ်သွားတဲ့မိသားစုဝင်တွေကလည်းအယူတစ်ပါးဖြစ်နေကြပြီးဘယ်လိုလုပ်ရမယ်ဆိုတာမသိတော့ဘူးလို့ဒေသခံပြည်သူတွေကပြောပါရတယ်။ ကံဘလူမြို့နယ်အတွင်းပြူစောတိခေါင်းဆောင်ဝါသဝနဲ့မြို့ပေါ်ရက်ကွက်ကအုတ်ချုပ်ရေးမှုတွေဥဆောင်ကစစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးမှုတွေကိုဇန်နဝါရီလ15ရက်ကနေစတင်ကကျေးရွာအချို့နဲ့မြို့ပေါ်ရက်ကွက်တွေမှာစတင်လှုပ်ဆောင်လာတာဖြစ်ပြီးကံဘလူမြို့ကစစ်ကောင်စီဗျူဟာမှုပင်မသိရှိခဲ့ဘူးလို့လဲကျွလာကံဘလူတက်ကြွလှှရှားသူများအဖွဲ့ကတာဝန်ရှိသူတို့ကပြောပါတယ်ရှင်။ မကွေးတိုင်းသတင်းတပုတ်ကိုကြည့်အောင်ပါမကွေးတိုင်းပေါ့မြို့နယ်ကိုင်းလေကြေးရွာကိုင်းလေရဲစခန်းမှာအထံချတက်ဆွဲထားတဲ့စစ်တပ်ကိုတိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုတွေရှိတယ်လို့ People Defense Organization မကွေး region ကသတင်းထုတ်ပြန်ထားပါတယ်ဇန်နဝါရီလ24ရက်နေ့က ပေါင်းမြို့နယ်ကိုင်းလယ်ကျေးရွာကိုင်းလယ်ရဲစခန်းမှာအထိုင်ချတက်ဆွဲထားတဲ့အကြက်ဘက်စစ်ကောင်စီလက်ပါစီရဲနဲ့ပြူစောတိတွေကိုတော်လန်းတက်တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။တိုက်ခိုက်မှုအတွင်းမှာအကြက်ဘက်စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုရှိခဲ့ပေမဲ့လည်းအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိဘဲတော်လန်းတက်ဖွဲ့ဝင်တွေထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရှိရပါတယ်။တိုက်ပွဲအတွင်းမှာအကြက်ဘက်စစ်တပ်ဘက်ကအထိနာကလေကြောင်းပစ်ကူပေးခဲ့တဲ့အပြင် ကပ္ပစာ24ကလည်း120မမလက်နဲ့ကြီးတွေနဲ့ပြစ်ကူပေးတိုက်ခတ်ခဲ့လို့လည်းသိရပါတယ်ရှင်ဒီကမှာတော့တလင်းသာရီတန်းဒဝဲမြို့နယ်ကရွှေကူစစ်တပ်ကိစ္စကန်နဲ့စခန်းကုန်းကိုတိုက်ခိုက်သိမ်းပတ်ရမှာစစ်တပ်ဘက်ကစစ်သား9ဦးဟာတေသွားပြီးအကြမ်းဖက်စစ်သား4ဦးကိုအရှင်ဖမ်းဆီးရိုက်မိခဲ့တယ်လို့ ဒူရက်ကစစ်ကြောင်းကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်။ဇန်နဝါရီလ29ရက်နေ့ကဒဝဲမြို့နယ်ရှင်မုတ်တီကျေးရွာကရွှေကိုစစ်တပ်ကိတ်စကန်နဲ့စခန်းကုန်းကိုတော်လန်တပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာအပြန်အလှန်ပစ်ခတ်မှု9နိုင်ဝန်းကျင်ဖြစ်ပွားခဲ့လို့လည်းသိရှိရပါရယ်။အဲဒီပွဲအတွင်းမှာအကြမ်းဖက်စစ်သား9ဦးထက်မနည်းဟာသေသွားတာဖြစ်ပြီး၄ဦးကိုအရှင်ဖမ်းမိခဲ့လို့လည်းသိရှိရပါရယ်။ဒီပွဲအတွင်းမှာအကြမ်းဖက်တပ်သားတွေစီကနေ လက်လက်ခဲရတဲ့စစ်သုံးဆောင်ပစ္စည်းအများအပြားကိုတိမ့်ဆက်ရရှိခဲ့ကစစ်စေးရေးဂိတ်နဲ့စခန်းကုန်းကိုတိမ့်ပိုင်မီးရှို့ဖျက်ဆီးနိုင်ခဲ့လို့လည်းသိရှိရပါတယ်။ဒီတိုက်ခိုက်မှုကိုဒုရကစစ်ကြောင်းဦးဆောင်မှုနဲ့ဒဝဲမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF Federal ဒူဝွန်ကျဲ drone တပ်ခွဲ FVF နဲ့ဒေါင်းညင်အောင်စစ်ကြောင်းတပ်ခွဲတစ်တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးတဲ့နေတဲ့တပုတ်ကတော့မြန်မာနိုင်ငံမှာဆက်အနာသိမ့်ပြီးလင်းလေကြတဲ့အထိ စစ်တပ်ရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေအတွက်တရားမျှတမှုမရရှိသေးဘူးလို့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်နေရာ IMM ရဲ့အကြီးကဲနီကိုလတ်ခွန်ဂျန်ကသတင်းထုတ်ပြန်ပြောဆိုလိုက်ပါတယ်။လွန်ခဲ့တဲ့လနေ့ကမြန်မာနိုင်ငံရဲ့ရွေးကောက်ခံအစိုးရကိုစစ်တပ်ကအာဏာသိမ်းဖယ်ရှားခဲ့တာလည်းဖြစ်ပါတယ်။အဲဒီအချိန်ကနေစတင်ကမြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်နေရာကစူးစမ်းဆန်းစစ်ခဲ့တဲ့အထောက်အထားတွေရာ ကြီးလေးတဲ့နိုင်ငံကရည်ဆွေးမှုများစွာကိုနိုင်ငံအနှံ့ပြားမှာစစ်တပ်ကကျူးလွန်မှုတွေရှိခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။စစ်တပ်ကိုစန့်ကျင်တဲ့ဆန္ဒပြပွဲတွေကိုသေးသေးလောက်တဲ့အကြမ်းဖက်နှိမ်နှင်းမှုတွေနဲ့ဖြိုခွင်းခဲ့လို့လည်းဆိုထားပါတယ်။ဒါအပြင် ထောင်ပေါင်းများစွာသောစန့်ကျင်သူတွေကိုဥပဒေမဲ့ထောင်သွင်းအကျဉ်းချခဲ့ပြီး ညှင်းပန်းနှိပ်စက်လိမ်ပိုင်းဆိုင်ရာအကျန်းဖတ်တာနဲ့အခြားအကျန်းဖတ်တာတွေကိုလည်းခန်းစားခဲ့ရလို့လည်းသိရှိရပါတယ်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေအမြောက်လက်နဲ့ကြီးတွေနဲ့ drone တွေကနေမကြာခဏတိုက်ခိုက်မှုတွေကြောင့်အရက်သားပြည်သူတွေသေဆုံးပြီးစေယုံတွေကျောင်းတွင်နဲ့ဆူတောင်းဝတ်ပြူရာနေရာတွေလည်းပျက်စီးခဲ့ရလို့သိရှိရပါတယ်။ IMM ကကောက်ယူထားတဲ့အထောက်အထားအများစုဟာမြန်မာစစ်တပ်ကကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့သက်ဆိုင်ပေမဲ့မရေမှုတက်ပြတ်မှုနဲ့ ညှဉ်းပန်းနှိမ့်ဆက်မှုတွေအပါအဝင်အခြားသောလက်နက်ကိုင်အဖွဲ့တွေကကျူးလွန်တဲ့ရက်ဆက်ကြမ်းကြမ်းမှုတွေနဲ့ဆက်လင်းတဲ့အစီရင်ခံစာကိုလည်း IMM ကစစ်ဆေးနေတယ်လို့လည်းပြောထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးတော့ကျေးဇူးတင်ပါတယ်ရှင်။ကျမများပါ။